ဘဂန်သာသနာကျောင်းကိုရှင်းပြပေးပါတဲ့။ဦးဇင်းတို့အစင်လာအဖြစ်ကြည့်မယ်ဆိုလို့ရှိရင်ဘဂန်ကအနောယထာရဲ့နဲ့အရှင်အရဟံနဲ့ပေါင်းပြီးတဲ့သာသနာပြုကြတယ်။အရှင်အရဟံရဲ့ခြေကမ်းမှုကြောင့်အနောယထာကဘဂန်တထုံမှာပြိတ္တကတော်မှုကိုတိုက်ပြီးယူတယ်ပေါ့အဲ့လိုသိတာပေါ့။ပုံမှန်ကဦးဇင်းတို့ဘဂန်ကိုသာသနာရောက်တာကအနောယထာမင်းတစ်ခါမှမဟုတ်ဘူး။သူတက်တော်တယ်။နော်သူတက်တော်တယ်။ဦးဇင်းဘဂန်ဆိုတဲ့တက္ကလောင်းကိုအရင် ပြောမယ်ပေါ့ပကံဆိုတဲ့မူရင်းကပြူရွာ16ရွာကိုတည်ထားတာနော်ပြူရွာဆိုလို့ရှိရင်ပြူကာမပြူကာမအဲ့ဒီပြူကာမနေပြီးတော့ပြူကံပြူကံနေပြီးတော့ပုကံပုကံကနေပြီးတော့ပကံဆိုပြီးတော့တင်းတက်လာတာဖြစ်ပါနော်ပြူရွာ16ရွာကိုတည်တာပါဦးဇင်းတို့ပြူပြူပြူခင်မာတဲ့ကရေတမ်းမှာဟေတဘွားဆိုတဲ့သကလုံးပေါ့အဲ့ဒါကိုရှေပေလွှာမှာရေးတာကိုတကယ် သူ့ဖောက်ရင်တော့တွေ့ပါတယ်ဟုတ်လားအဲ့ဒါကြောင့်ဦးဇင်းတို့ကဟိုဗုဒ္ဓသာသနာကပုဂံခင်မှရောက်ရမှာမဟုတ်ဘူးပုဂံနဲ့သောတဲ့ပြုခိကရေကရောက်နေတာဒါမှမဟုတ်ဆိုလို့ရှိရင်နှစ်ပေါင်း2000လောက်ရှိပြီပြီးတော့ဦးဇင်းပုဂံခင်မှရှိတဲ့ဒေဒီဟိုဟာစစ်တဲ့အခါမှာပေါ့ဒေဒီဟိုဟာရှိတယ်ဘယ်နှထပ်ဒေဒီနှစ်ထပ်လည်းရှိတယ်အဲ့ဒီနှစ်ထပ်ကအပေါ်ကပြတဲ့တက္ကရိကတတိယသူအောက်က900သူနော် တချင်နာကပကံဇေဒီကကိုရစုကရဲမကရတဲနေပြီအဲ့ဒါကိုပြတာအနော်ဒါမင်းတရက်ကဆက်ရသူတချင်နာပကံမာကအနွယ်ထာမတိုင်ငင်တဲ့ကဇေဒီကနှစ်ပေါင်းညရတဲ့ကတဲနေပြီအဲ့ဒါကိုကြည့်မယ်ဆိုလို့ချင်းဘုရားတဏနာကပကံခင်မှာတာရတာမဟုတ်ဘူးအနော်ဒါမင်းမတိုင်ငင်တဲ့ကရောက်နေတာပြုခစ်ကြတဲ့ကနော် ဥဒိနောယံတွေတင်ကားဝဲတဲ့အခါမှာညာဘက်ကိုဖော်ပြီးတော့ဘယ်ဘက်ကိုဖုံးထားတယ်အဲ့ဒါဘာကြောင့်လဲလို့စဉ်းစားဖူးကြလားပေါ့ညာဘက်ဆိုတာကပညာကိုကိုတာပြုတယ်ဘယ်ဘက်ဆိုတာကတကောကိုကိုတာပြုတယ်မြတ်တပြရဲ့အကတဘကနှစ်ပါးဖြစ်တဲ့လက်ရရန်အကတဘကပညာအရာမှာအတလွန်ဆုံးဖြစ်ပြီးတော့တဝဲရန်အကတဘကကတကောအရာမှာအတလွန်ဆုံးဖြစ်တယ်ပိရိကသဘေမှာလဲအရှင်တာရီဘုဒ္ဓရာမင်းမြတ်ကပို့ပြီးတော့ပေါ်လင်းတင်ရှားတယ် မြတ်သက်ပြားကလက်ရရန်ကိုပို့ပြီးတော့အသုံးပြုတာများတယ်။အတိဘေကတော့ပညာကိုများများသုံးတကောကိုဖုံးထားတိုးတော့တိုးအပ်လို့ရှိရင်တော့နည်းနည်းပြပေါ့။ဥပမာမိသားစုအနေနဲ့ကိုယ့်ရဲ့တာသမီကိုသုံးမတဲ့အခါမှာပေါ့။နင်ကအမိသားငါကအမိသားဆိုပြီးတော့အဲ့လိုအာဏာပြပြီးသုံးမတာကိုမလုပ်ဖဲနဲ့ပေါ့။တမိသားဒါလို့ရှိရင်ဒါဖြစ်တတ်တယ်ဒါမှားမယ်။ အဲ့လိုအကျိုးအသိအကြောင်းအသိနဲ့ရှင်းပြမှကလေးကလွတ်ချင်တာပေါ့ကိုကမိဘအနာလုပ်ပြီးတော့ရိုက်မနှက်မဲအော်မဲဟောက်မဲဆိုလို့ရှိရင်အဲ့ဒီကလေးကကြောက်စိတ်ဝင်ကောအဲ့ဒီကြောက်စိတ်ကကလေးရဲ့အုံနောက်တိုးတက်မှုကိုနှောင့်နှေးတည်တယ်ရိုက်တဲ့နှရကယာယီပဲကောင်းတယ်ရေတူပဲကောင်းတယ်ရေရှည်မကောင်းရေရှည်မှာသို့ကျများတယ်ပေါ့ ခုနအကျိုးသိအကြောင်းသိသုံးမတာကကြတော့ပညာကိုအကြောင်းပြုသုံးမတာကကြတော့ခတ်တော့ခတ်တယ်တို့တော့ရေရှည်မှအကျိုးကျေးဇူးများတယ်အကြွေးကိုကပညာနဲ့အကျိုးသိအကြောင်းသိသုံးမလို့မရတော့မှနည်းနည်းကမိဘအာနာကိုနည်းနည်းသုံးရတာပေါ့ဟမ်ဒါဦးသိန်းတို့ရဲ့ဟိုတင်ကန်းဝိပုံရဲ့ပေးတဲ့တင်ကန်းတစ်ခုပေါ့လေဘယ်နေရာဘယ်နေဘယ်မှာမဆိုအတုံးဝင်ပါတယ် ပညာကိုမြတ်တော်တကူကိုနည်းနည်းပဲတော်လိုအပ်မှာတော်အာရန်တကူတွေထုံးပြနဲ့မကောင်းเนาะဘုရားဘာသာမှာစစ်ပွဲရှိလားကဘာသမိုင်းဝိညာဉ်ကြီးကဘုရားဘာသာနဲ့ပတ်သက်ပြီးတော့ဖြစ်တဲ့စစ်ပွဲမရှိဘူးလို့ပြောတာပေါ့တချို့ကမသိတဲ့အခါကျတော့အာတော်ကမင်းကြီးကဟိုကရင်ကစစ်ပွဲမှာတိုက်ခဲ့တာပဲအဲ့ဒါဘုရားဘာသာစစ်ပွဲလားဆိုတော့မဟုတ်ပါဘူး အဲ့ဒါကအာဒောကမင်းကြီးကဗုဒ္ဓဘာသာမဖြစ်ခင်ကတည်းကကလင်ကတိုင်းကိုတိုက်တာအဲ့တော့ကသူကအရန်ကျန်းတာကျန်းတဲ့သူကိုစတန်ဒါအဒောကကျန်းတန်းတော့အာဒောကလို့ခေါ်တာနောက်ပိုင်းသူအဲ့ဒီတစ်ပွဲမှာလူတွေတေးတာကိုတံဝေကအရာတူတူနီဂျာရတမရီရဲ့ဂျင်ယမှုကိုခံယူပြီးတော့အတုံးမကိုအပမဒေနာတံပါဒေသာသူတဲ့အတုံးမကိုခံယူပြီးတော့ဗုဒ္ဓဘာသာဖြစ်နောက်ပိုင်းမှာဟိုတာတနာမိလုပ်ငန်းနာမည်လုပ်တော့တာ သူရဲ့တာတရုတ်ထမ်းရဲ့ကြောင့်ကိုယ်တိုင်ကိုယ်ထံလာလွတ်ပြီးတော့ဗုဒ္ဓဘာသာကပြန်ပွားတာဖြစ်ပါတယ်။ကမ္ဘာမှာဗုဒ္ဓဘာသာကိုသာသင်ပြန်ပွားအောင်လုပ်တာအတောကမင်းကြီးဖြစ်တယ်။နော်။အတောကမင်းမတိုင်မီတိဗုဒ္ဓဘာသာကအိန္ဒိယနိုင်ငံမှာပဲရှိတာ။ပြီးတော့အနဝဒါကတထုံကိုတိုက်တာရှိသေးတယ်။တကယ်တော့အဲ့ဒါဦးသိန်းအမြင်ဆိုလို့ရှိရင်တထုံကိုတိုက်တဲ့ဆိုတာကကျတော့နိုင်ငံရေးစစ်ရေးတိုက်တာပါ။ပြည်ထောင်စုတိုင်မီတိုက်တာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုလို့ချင်းမြန်မာနိုင်ငံမှာကဗုဒ္ဓဘာသာကအဲ့ဒီအနာဝထာမသာငင်းလာရှိတာနော်ပြုခိကရေကရှိတာပြုခိကရေကပိဋကစာပေတွေကိုတုံးနေပြီဘာကြောင့်ဒီလိုပြောရလဲဆိုလို့ချင်းရေတံမှာဟေတုပ္ပဘဝဆိုတဲ့ခရာရဲ့မူရင်းကိုပေါ့ရွှေပေလွှာနဲ့ရည်ရတာရှိတယ်နော်ပြုခိကရေကပြီးရင်ဗကံမှာရှိတဲ့သီရီတွေကကိုရသူကရေကရှိတဲ့သီရီရရှိတယ် ီးအပေါ်မှာထန်းကောင်နာကတတရာသူအဲ့ဒီဒေဒီနှစ်ထပ်လေးကိုကြည့်မယ်ဆိုလို့ရှိရင်အနော်ရတာမတိုင်မြင်ခဲ့တဲ့ကဒေဒီကတဲ့နေပြီနော်အဲ့ဒါကြောင့်အနော်ရတာကသူကဘာသာရေးအကြောင်းပြုပြီးစတဲ့မှာမဟုတ်ဘူးသူရဲ့နိုင်ငံရေးပေါ်လေနိုင်ငံရေးပါဝါပြကျင်လာလဲပါမယ်နိုင်ငံကိုချက်ကျင်လာလဲပါမယ်ပေါ့အဲ့ဒီအကြောင်းနဲ့ပဲတိုက်တာဖြစ်ပါမှာ